အားလုံးမင်္ဂလာပါအခုတင်ဆက်မှုကလွန်ခဲ့တဲ့3နှစ်ကတင်ဆက်ခဲ့တဲ့အိန္ဒိယတိုက်သို့အစ္စလာမ်ပြန့်နှံ့ခြင်းဆိုတဲ့ episode ကို ပြန်လည်မွမ်မန်တင်ဆက်တာဖြစ်ပါတယ်ယခင်တင်ဆက်မှုတွေမှာအတန်နဲ့ video animation တွေကိုကျွန်တော်တို့ကျွမ်းကျွမ်းကျင်ကျင်မကင်တွဲနိုင်ခဲ့တာရဲ့ video editing ကောင်းကောင်းလုပ်နိုင်တဲ့အရည်သွေးမီကွန်ပျူတာကောင်းကောင်းမရှိခဲ့တာကြောင့်လောက်တာလုပ်နေခဲ့တာထွက်လာတဲ့ result ကိုအမလို့အမရဖြစ်နေခဲ့ရပါတယ် အဲဒါကြောင့်အခု episode အပါအဝင်အခုလိုဖြစ်နေတဲ့တင်ဆက်မှုတွေကိုအလင်းတင်တယ်လို့ပြုပြင်မွမ်းမံတင်ဆက်နေခဲ့ပါတယ်။ကျွန်တော်တို့မီဒီယာကို အစင်မြဲအားပေးလာကြတဲ့ကျွန်တော်ပြည်သက်အတွက်ရည်ရွယ်လို့ thumbnail မှာအနီအောင်စာတမ်းနဲ့မွမ်းမံပြင်ဆင်ထားတယ်ဆိုတဲ့စာတမ်းထိုးထားပါတယ်။သို့တော့ကျွန်တော်တို့ channel ကို YouTube ကနေဖယ်ရှားလိုက်ပြီးနောက်ပိုင်းပြင်ဆင်ခဲ့တဲ့ episode တွေကိုတော့အဲ့ဒီလိုစာတမ်းထိုးတာမျိုးမလုပ်ဖြစ်တော့ပါဘူး။ ရိုင်းရိုင်းဆိုင်ဆိုင်တုံ့ပြန်နေတဲ့ comment တွေအပါအဝင်ဆိုတကားကောင်းတလှက်တမျိုးမစီမဆိုင်ဘယုတ်ဒုက္ခဝင်ပြောတတ်သူတွေအပါအဝင်ဘလို့တုံ့ပြန်မှုမျိုးကိုမဆိုအယောင်သွေးအမျိုးမျိုးနဲ့အလှအမျိုးမျိုးလို့သဘောထားပြီးကျွန်တော်တို့အလေးအနက်ထားဖတ်ရှုသလိုတံဖိုးထားစဉ်းစားကြောင်းလည်းအသိပေးခဲ့ပါတယ် YouTube မှာ comment ကိုပိတ်ထားလို့ရတဲ့ option ရှိပါတယ်ဒီလိုပဲကျွန်တော်တို့မလိုချင်တဲ့စကားလုံးတွေကို filter လုပ်လို့ရတဲ့ option လည်းရှိနေပါတယ်ကျွန်တော်တို့မလုပ်ခဲ့ပါ ဒီလိုတုံ့ပြန်မှုတွေကိုသိကျင်လို့မြင်ကျင်လို့လည်း comment box ကို ဖွင့်ထားပေးတာဖြစ်ပါတယ်။ဂျမ်းရိုင်းဆိုင်ဆိုင်ဖြစ်နေပါစေ၊ကွဲပြားခြားနားမှုတွေကိုအခြေခံပြီးထွက်လာတဲ့ခြားနားတဲ့အသံတွေ၊ခြားနားတဲ့ idea တွေကိုအမြဲလက်ကမ်းကြိုဆိုသွားမယ်လို့ဆုံးဖြတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။သို့တော်ဒီဆုံးဖြတ်ချက်ကပဲကျွန်တော်တို့မီဒီယာကို YouTube ကနေဖက်ရှားပစ်တဲ့အထိဖြစ်သွားသလားမပြောတတ်တော့ပါ။ဒါကလည်းအဆန်းတော့မဟုတ်ပါဘူး။ဘယ်ချိန်ဘယ်လိုဖြစ်သွားမလဲအတတ်မပြောနိုင်တာသာရှိပါတယ်။ အချိန်မရွေးဖြစ်သွားနိုင်တာမို့ဖြစ်သွားတဲ့အခါလဲမမြဲတဲ့သဘောလို့ဆင်ခြင်ရုံးပါကျွန်တော်တို့ဘက်ကအမှန်ကြီးပဲလို့မပြောလိုပါသို့တော်ပြောသင်ပြောထိုက်တာကို channel ဖက်ရှားခံရမှာဆိုလို့ရှောင်းခွင်းပြောတာမျိုးမလုပ်ခဲ့တာကတော့အမှန်ပဲဖြစ်ပါတယ်ဒီလိုပြောခြင်းလို့လဲ channel တစ်ခုထူထောင်ခဲ့တာဖြစ်ပါတယ်ကဲကောင်းစင်ပါအကြောင်းအရာတွေစီဆက်သွားကြပါမယ် ီးယားတိုက်သို့အစ္စလာမ်ပြန့်နှံ့လာရာထင်ရှားဆုံးတစ်ခုကဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာအခြားဒေသတွေထက်ထူးထူးခြားခြား၊ွယ်ပြားခြားနားနေတဲ့အချက်ကလူ့ရဲ့ထူထပ်သိပ်သီးတာကြီးမဟုတ်ပါဘူး။မွတ်စလင်တွေစုပြုံအခြေချနေထိုင်ကြရာဒေသတစ်ခုဖြစ်နေတဲ့အချက်ဖြစ်ပါတယ်။ဒေသတွင်အင်းကြီးချင်းနိုင်ငံတွေမှာထက်မွတ်စလင်တွေစုပြုံအခြေချကြရာဒေသတစ်ခုဖြစ်နေပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံလူ့ရဲ့90ရာခိုင်နှုန်းလောက်ကမွတ်စလင်တွေဖြစ်ကြပါတယ်။ ဒါကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာကမ္ဘာမှာ၄နိုင်ငံမြောက်မွတ်စလင်အများစုနေထိုင်ရာဒေသတစ်ခုဖြစ်လာပါတယ်။ဒီနေ့ကမ္ဘာလူဦးရေစည်ရင်းစရာအရာဆိုတန်း180ကျော်ရှိနေပါတယ်။မွတ်စလင်အင်ပါယာတွေမွတ်စလင်မင်းဆက်တွေနဲ့အတူတောင်အာရှနိုင်ငံအများစုတို့အစ္စလာမ်ရောက်လာခဲ့သလိုဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်းဒီလိုပဲရောက်လာခဲ့ပါတယ်။သို့သောပါကစ္စတန်နိုင်ငံကလွဲလို့အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အစ္စလာမ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သူ့ရဲ့တရုတ်ပကံကိုထူးထူးခြားခြားခြံထားခဲ့တာတွေ့နိုင်ပါတယ်။ဘာဖြစ်လို့လဲ။ဘာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအစ္စလာမ်ကလူများစုကိုးကွယ်ယုံကြည်ရာဘာသာတရားတစ်ခု ဖြစ်လာခဲ့ပါတယ်လဲ။ဒီမိခွန်းတွေအတွက်အဖြေကသူတို့ဘယ်လိုအစ္စလာမ်ဖြစ်လာကြတယ်လဲဆိုတဲ့အချက်ပေါ်မူတည်ပါလိမ့်မယ်။ပထမအချက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဘင်္ဂလားပင်လယ်အော်မြစ်ဝကျွန်းပေါ်ဒေသမှာရှိတာရယ်ကိုရိုမျက်ကြီးခေတ်ကစလို့ခြေရာကောက်ကြည့်ကြမယ်ဆိုရင် ဒီဒေသဟာအာရဗ်ကုန်တယ်တွေရဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်နေတာရဲ့ဒါတွေကိုတွေ့နိုင်ကြပါတယ်။ကုန်တယ်တွေဆိုတာကသာသနာပြုအဖွဲ့တွေမဟုတ်ကြပါ။သာသနာပြုလာမျိုးလဲသူတို့စိတ်ဝင်စားကြမယ်လို့မထင်ပါ။သို့တော့သူတို့သွားလာကြရန်လမ်းကြောင်းအတိုင်းအရှိဖြားတို့တိုင်းသူတို့နဲ့အတူသူတို့လက်ခံယုံကြည်ထားကြရန်အစ္စလာမ်ကဘူတွယ်ပါလာခဲ့ပါတယ်။ဆိုခဲ့တဲ့ကုန်သွယ်ရေးလမ်းကြောင်းအတိုင်းသူတို့ရတနာစခန်းချကြရာတောင်ပိုင်းကမြို့ဝကျွန်းပေါ်ဒေသတလျှောက် သူတို့ကိုပိုင်တိချာအုပ်စုငယ်လေးတွေနဲ့မွတ်စလင်လူအဖွဲ့အစည်းငယ်လေးတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒုက္ခသူအခါကလေကြောင်းအတိုင်းခရီးထွက်ကြရတာကြောင့်အချို့နေရာတွေမှာနှစ်ချီစခန်းချပြီးခရီးဆန့်နိုင်ဖို့လေကြောင်းကိုစောင့်ကြရပါတယ်။ဒီကနေ့တဆင့်ဒေသတစ်ခုလုံးထိအစ္စလာမ်လွှမ်းမိုးသွားခဲ့ရတဲ့နေရာမှာသူတို့အခန်းကဏ္ဍကမထင်မရှားလောက်သာဖြစ်ပါတယ်။သို့သောဒေသခံတွေနဲ့ရောနှောသွားပြီးဒီနေ့ထိတိုင်တွေ့နေရတဲ့ကံယူရန်တလျှောက်က မွတ်စလင်လူအဖွဲ့အစည်းငယ်လေးတွေပေါ်ပေါက်လာရတာကကုန်တယ်တွေကစခဲ့တာဖြစ်ပါတယ်။ကုန်တယ်တွေပြီးရင်မွတ်စလင်နယ်သစ်ပယ်သစ်ရှာဖွေသူတွေဖြစ်ကြပါတယ်။အရှိလက်ပိုင်းကစလို့အစ္စလာမ်မွေးဖွားလာပြီးကတည်းကမွတ်စလင်တို့အောင်ပွဲတွေကအနောက်တိုင်းမြောက်အာဖရိက Iberian ကျွန်းဆွယ်ကနေဆစ်စလီအထိဒီဒေသတွေကိုနှစ်အနည်းငယ်အတွင်းအလင်းအမြန်ပဲအောင်းအောင်းမြင်မြင်ထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။သို့သောဥရောပနဲ့ဗဟိုအာရှကိုထိုးဖောက်ဝင်ရောက်ပြီး နှစ်ပေါင်း600လောက်နောက်ကျပြီးမှအဲ့ဒီနယ်သစ်ပယ်သစ်ရှာဖွေသူတွေအိန္ဒိယတိုက်တို့ရောက်လာခဲ့ကြတာဖြစ်ပါတယ်။စမာနိုက်စစ်ဦးစီးကောင်းဆောင် Help Tide Gem ဦးဆောင်လို့ဆရာစုမှအိန္ဒိယတိုက်ကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။အဘာစစ်အင်ပါယာကဂျုံစစ်သားတွေဖြစ်ကြပါတယ်။အဘာစစ်အင်ပါယာအခန့်ထက်လည်းကျွန်တော်ပြောခဲ့ပါတယ်။ခလီဖာအယ်မူတဆင်စတင်ဖွဲ့စည်းပေးခဲ့တဲ့ဂျုံစစ်သားတွေဖြစ်ကြပါတယ်။မမ်လုခ်လို့လည်းခေါ်ပါတယ်။အယ်မူတဆင်ခေတ်ကတည်းကအင်ပါယာအတွင်း သူတို့စစ်တပ်နဲ့အတူသူတို့အခန်းကဏ္ဍကလည်းအရေးပါလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်နောက်မှသူတို့ဟာတပားသူတွေရဲ့ဝန်ကိုထမ်းရွက်ရတဲ့ကျုံးဆိုတာထက်သူတို့ကိုယ်ပိုင်စစ်ရေးနိုင်ငံရေးအခန်းကဏ္ဍတွေထူထောင်လာခဲ့ကြပါတယ်။ Help Tigen ဆိုတာကတူရကီဇာတိဖြစ်ပါတယ်။ Mamluk တွေကို Caucasian လို့ခေါ်တာက Arab Bedouin တွေလို့တူရကီကနေ Caucasus တောင်တန်းတွေထိ လူမြင်တွေတလျှောက်သူတို့ကျင်လည်ကြက်စားကြရာဒေသကိုအစွဲပြုလို့ခေါ်တာဖြစ်နိုင်ပါတယ်။မြင်းစီကျွမ်းကျင်သူတွေဖြစ်ကြပါတယ်။ Help တိုက်ဂျင်ကလည်းအာရဗ်တွေဖန်စီခံရပြီးနောက်ဂျုံအဖြစ်ဆမာနိုက်မြို့တော်ဘူခါရာသို့ရောက်လာခဲ့တာဖြစ်ပါတယ်။နောက်မှာခူရာဆန်ဆမာနိုက်တပ်ခွဲမှစစ်ဦးစီးဖြစ်လာခဲ့သူဖြစ်ပါတယ်။ AD 962ခုနှစ်မှာဒီနေ့အာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကဘူးလ်အပါအဝင်ဘာမီယန်ကန်ဒဟာဒေသတွေကိုပေါင်းပြီး ဂဇက်စ်ဒေတာကိုထိမ့်ချုပ်လာခဲ့ပါတယ်။အေဒီ963ခုနှစ်မှာကွယ်လွန်ပါတယ်။သူ့ကိုဆက်ခံခဲ့တဲ့သားဖြစ်သူစဘုခ်တိုင်ဂျင်ကအဲ့ဒီဒေတာကိုဂါဇနဘစ်အင်ပါယာအဖြစ်ထူထောင်ပါတယ်။တောင်ပိုင်းကဟိန္ဒူအင်ပါယာတစ်ခုဖြစ်တဲ့ရှာဟီကအခုလိုသူ့အင်ပါယာနဲ့ကပ်ရဲ့မွတ်စလင်အင်ပါယာတစ်ခုထွန်းကားလာတာကိုသဘောမတူနိုင်ပါ။ဒါကြောင့်အချိန်ဆွဲမနေတော့ပဲနုနုငငယ်ဂါဇနဘစ်အင်ပါယာကို ဝင်တိုက်ပါတယ်။တိုင်းပြည်နှစ်ခုအကြာစစ်ပွဲကနှစ်ချီကြာခဲ့ပါတယ်။ ဂါဇနဘစ်တို့အန်ဒရယ်ကြီးပုံကို အခြားဟိန္ဒူစစ်နယ်ရှင်တွေကို တင်ပြပြီးစစ်ကူတောင်းပါတယ်။ရှာဟီနဲ့ဟိန္ဒူစစ်နယ်ရှင်တွေမဟာမိတ်ဖွဲ့ပြီးဂါဇနဘစ်တို့ကိုတိုက်ခိုက်ခဲ့ကြပါတယ်။ AD 1008ခုနှစ်မှာဇဘုတ်တိုင်ကျင်သားဖြစ်သူမဟာမုဒ်ကဆိုခဲ့တဲ့မဟာမိတ်တပ်ဖွဲ့ကိုတွန်းလှန်ဖယ်ရှားနိုင်ခဲ့တာကြောင့်ဒီနေ့ပါကစ္စတန်နိုင်ငံလာဟောအထိအိန္ဒုတောင်ကြားကိုသိမ်းပိုက်ပါတယ်။လာဟောကိုအောင်းနိုင်ပြီးနောက်ဒီမှာသူရပ်မနေနိုင်တော့ပါ။တောင်ပိုင်းကနောက်ထပ်နယ်မြေတွေနဲ့အတူ ဟိန္ဒူတိုင်းပြည်တွေချမ်းသာကြွယ်ဝမှုကိုသူမျက်ဝါထင်ထင်တွေ့နေရတာနဲ့တောင်ပိုင်းသို့ဥတီတိုက်ခိုက်ဖို့ရွေရှာလာခဲ့ပါတယ်။သို့သောမဟာမှုဆက်မရွေ့နိုင်လောက်အောင်အနောက်ဘက်ကဆယ်ဂျူကတက်တွေအန်ဒရယ်ကပိုကြီးလာခဲ့တာကတကြောင်။သူ့ရှေ့မှာဂေါရစ်တို့ရှိနေတာကတကြောင်။ဒီလိုအကြောင်းအကျောင်းတွေအကြာသူပိတ်မိနေခဲ့ပါတယ်။ဂန်စနဘစ်တွေကျူးကျော်လာတာကိုခုခံခဲ့တာကတောင်ပိုင်းကဂေါရစ်တိုင်းပြည်ဖြစ်ပါတယ်။ ဂေါ်ဆိုတာကဒီနေ့အာဖဂန်နစ္စတန်ဗဟိုဒေသကိုခေါ်တာဖြစ်ပါတယ်။ဂေါ်ရီတို့မဟာမုဒ်ကိုအပြင်းအထန်ခုခံပြီးနောက် AD 1071ခုနှစ်မှာဗုဒ္ဓဘာသာကနေအစ္စလာမ်ကိုပြောင်းလဲလက်ခံသွားကြပါတယ်။ AD 1186ခုနှစ်မှာ လာဟောကိုမဟာမုဒ်ထံကနေမွ iz ဥဒင်မိုဟာမက်ဂေါ်ဦးဆောင်ပြီးတင်ပိုက်ပါတယ်။ဂတ်စနဘစ်အင်ပါယာလည်းဂေါ်ရီတို့ထံကြာရှုံသွားခဲ့ရပါတယ်။ဂေါရစ်တို့လာဟောကိုတင်ပိုက်ပြီးနောက် AD 1204ခုနှစ်မှာ အစ်ခတယာအလာဝဒင်မဟမတ်ဘစ်ခတယာခလ်ဂျီဦးဆောင်ပြီးအိန္ဒိယမြောက်ပိုင်းကဆန္နာတိုင်းပြည်ကနေဘင်္ဂလားထိတိမ့်ပိုက်ပါတယ်အယ်ပ်တိုင်ဂျင်လိုပဲခီလ်ဂျီဆိုတာကတူရကီဇာတိဖြစ်ပြီးမမ်လုခ်ဂျွန်စစ်တာဖြစ်ပါတယ်။ဆန္နာတိုင်းပြည်ကဟိန္ဒူတိုင်းပြည်ဖြစ်ပါတယ်။ဆန္နာတိုင်းပြည်မြို့တော်အနောက်ဘင်္ဂလားကနဘဝိတ်ကိုမျက်စိစစ်တည်တော်18ဦးနဲ့တိုက်ပိုက်ခဲ့တယ်လို့ဆိုပါတယ်။အေဒီ1206ခုနှစ်မှာဂေါရစ်ဘုရင်လောက်ကြံခံရပြီးနောက် အင်ပါယာကဂေါရီအစ်စ်ဗိုလ်ချုပ်ကြီးတွေလက်ထက်သို့အစိမ့်စိမ့်အမွာမွာပြိုကွဲကြရောက်သွားပါတယ်။ခလ်ဂျီကသူတတ်ခတ်ယူခဲ့တဲ့နယ်မြေဒေသတွေနဲ့မမ်လုခ်မင်းဆက်ကိုထူထောင်ပါတယ်။အဲ့ဒါကဒေးလီဆူလ်တန်နိုက်မင်းဆက်ဖြစ်ပါတယ်။ဒေးလီဆူလ်တန်နိုက်မင်းဆက်ကနှစ်ပေါင်း300ကျော်တပ်တန်းကြာခဲ့ပါတယ်။တူရကီအုပ်ချုပ်ရေးပုံစံနဲ့အင်ပါယာအမည်၅မျိုးရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာမကိုမင်းဆက်တွေဖြစ်ကြပါတယ်။ ဒေလီဆူလ်တန်၌တိုင်းပြည်အကျယ်အဝန်းကအိန္ဒိယတိုက်နယ်မြေတစ်ခုလုံးနီးပါးထိကျပ်ပြန့်ခဲ့ပါတယ်။ဒါကဘင်္ဂလားမြို့ဝကျွန်းပေါ်ဒေသမှာအစ္စလာမ်ဖွံ့ဖြိုးတိုးတက်လာရခြင်းအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ဒီမတိုင်ခင်ရှေးဟောင်းတမိုင်းထဲမှာဒီဒေသတွေကိုဗုဒ္ဓဘာသာနဲ့ရှေးယိုဟိန္ဒူဘာသာတို့လွှမ်းမိုးခဲ့ကြပါတယ်။ဆန္ဒမင်းဆက်တို့ကိုကိုယ်ယုံကြည်ခဲ့ကြရာဘာသာတရားတွေလည်းဖြစ်ကြပါတယ်။အနောက်အာရှဘက်ကမွန်ဂိုတွေတိုက်ခိုက်လာတာက ဟေယာမတောင်တန်းကြီးတွေနဲ့ကာယံထားတဲ့ဘင်္ဂလားဒေသကိုကြီးကြီးမားမားအကျိုးသက်ရောက်မှုမရှိခဲ့ပါတကယ်တော့မွန်ဂိုတို့အိန္ဒိယဘယ်နယ်မြေအစိတ်ပိုင်းကိုမှမကျူးကျော်နိုင်ခဲ့ကြပါဒါကြောင့် AD 1258ခုနှစ်မှာမွန်ဂိုတို့အဘဆစ်အင်ပါယာကို အပြီးတိုင်ဖြိုချဖျက်ဆီးပစ်ခဲ့တာအဘဆစ်အင်ပါယာအခမ်းအနားလဲကျွန်တော်တင်ပြခဲ့ပါတယ်မွန်ဂိုတွေရဲ့ရိုင်းရိုင်းဆိုင်ဆိုင်လှုပ်ရက်တွေကြောင့်မွတ်စလင်တွေဒုက္ခတွေတွေအဖြစ်နှိစက်ရာဒေသတွေစီတို့တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ် အထူးသဖြင့်တူရကီမွတ်စလင်တွေဘင်္ဂလားဒေသကဆူဖီသူတော်စင်တွေစီစုပြုံခိုလှုံလာကြပြီးသူတို့နောက်လိုက်တွေဖြစ်လာကြပါတယ်။ဆူဖီတွေကသက်ဆိုင်ရာဒေသတွင်လူအဖွဲ့အစည်းတွေရဲ့နိုင်ရေးရာခေါင်းဆောင်တွေဖြစ်ကြသလိုဒေသတွင်ဩဇာအာဏာရှိကြတဲ့ခေါင်းဆောင်တွေလည်းဖြစ်ကြပါတယ်။ဒီလိုထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေထဲဒေသအသီးသီးကမွတ်စလင်ပညာတတ်တွေလည်းပါလာခဲ့ကြပါတယ်။ဒီပညာတတ်တွေကြောင့်တောင်အာရှဟာ မွ슬င်ယဉ်ကျေးမှုထွန်းကားတောက်ပြောင်လာရာဘဝအချက်ချဖြစ်လာပါတယ်။တောင်တန်းတွေဝိုင်းပတ်ထားတဲ့ဘင်္ဂလားမှာအစ္စလာမ်ကဝိကင်းစာအရွယ်ဖြစ်နေပါပြီ။အရှိဘင်္ဂလားဒေသဟာပြောင်းရွှေ့အခြေချသူဒုက္ခသည်တွေခိုလုံရာရိတ်မြုံဖြစ်လာပါတယ်။ဒီလိုပြောင်းရွှေ့အခြေချလာကြသူမွ슬င်တွေနဲ့အစ္စလာမ်တူပွားလာခြင်းဟာဒေသတွင်းကဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတွေကိုမှေးမှိန်အားပြော့သွားစေခဲ့ပါတယ်။ဒေသတွင်းဗြဟ္မဏတွေနဲ့ဗုဒ္ဓဘာသာဖုံးကြီးတွေ နီပေါ်တောင်တန်းတွေလိုဝေးလံခေါင်ဖျားဒေသတွေစီတို့တင်ဆောင်သွားခဲ့ကြပါတယ်အီ1338ခုနှစ်မှာဒေးလီဆူလ်တန်လက်အောက်ကနေရုန်းထွက်ဖို့ဘင်္ဂလားလွတ်လပ်ရေးလှုပ်ရှားမှုစတင်ခဲ့ပါတယ်အဲဒီနောက်ဘင်္ဂလားဒေသဟာအောက်ချုပ်မင်းလုပ်သူ၃ဦးနဲ့အတူ၃ပိုင်းကွဲထွက်သွားပါတယ်သို့တော့ဆယ်စုနှစ်အတွင်းဘင်္ဂလားပြန်လည်ပေါင်းစည်းရေးဖြစ်လာခဲ့ပြီးဒေးလီဆူလ်တန်နိုင်တိုင်းပြည်အောက်ကနေလွတ်လပ်တဲ့ဘင်္ဂလားဆူလ်တန်တိုင်းပြည်ဖြစ်လာပါတယ် တစ်ချိန်တည်းမှာစာပေပကြီးနဲ့အခြားအနုပညာရပ်တွေတုတ်တက်ဖွံ့ဖြိုးလာခဲ့ပြီးမွတ်စလင်လူဦးရေကလည်းဒေသတွင်းဘာသာတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်အလုံးအမင်းများပြားသွားခဲ့ပါတယ်။ဒီလိုဖွံ့ဖြိုးတုတ်တက်လာခဲ့ရာ16ရာစုတို့တိုင်အထွတ်ထိပ်သို့ထိရောက်လာပါတယ်။ AD 1586ခုနှစ်မှာဘင်္ဂလ်ဆူလ်တန်တိုင်းပြည်ဟာမွတ်စလင်မဂူအင်ပါယာလက်အောက်အညံ့ခံခဲ့ရပါတယ်။ AD 1600ခုနှစ်မှာဒါကာဟာမဂူအင်ပါယာရဲ့လက်အောက်ခံမြို့တော်ဖြစ်လာပါတယ်။ မဟုတ်ရလက်အောက်ခံဖြစ်သွားရပေမဲ့စက်ပြူရီထွက်ကုန်တွေနဲ့ဘင်္ဂလားဒေသဟာလူမှုရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူတနည်းတစ်ပုံလွတ်လပ်တဲ့ဒေသမျိုးဖြစ်နေခဲ့ပါတယ်။15ရာစုမတိုင်မီဘင်္ဂလားမြစ်တွေဟာမြစ်ကြောင်ပြောင်းလဲဖြစ်ထွန်းလာတဲ့ဒဏ်ကိုအလူအလဲခံစားနေခဲ့ရပါတယ်။ဒီဖြစ်စဉ်ကြောင့်ဂန်ဂျီမြစ်နဲ့ပထမမြစ်ဒီမြစ်နှစ်ခုကိုဆက်သွယ်ပေါင်းစပ်ပေးလိုက်ရာအဆင်ပြေသွားခဲ့ပါတယ်။ဒီလိုဆက်သွယ်ပေါင်းစပ်ပေးလိုက်တာကနေ အကျိုးအမြတ်နှစ်ခုဖြစ်ထွန်းလာခဲ့ပါတယ်။အဲ့ဒါတွေကအခြားဒေသတွေနဲ့စီးပွားရေးရာဖလှယ်နိုင်တဲ့အခွင့်အလမ်းတာပိုဖြစ်ထွန်းလာတာဘင်္ဂလားမြေဝကျွန်းပေါ်ဒေသမြစ်တွေရေစီးရေလာတာပိုကောင်းမွန်လာတဲ့အတွက်စိုက်ပျိုးရေးထွက်ကုန်တွေပုံမထွန်းကားလာခဲ့တာစသဖြင့်ဖြစ်ပါတယ်။အထူးသဖြင့်စပားစိုက်ပျိုးရေးကတဟုန်ထိုးတိုးတက်များပြားလာခဲ့ပါတယ်။စပားဟာနိုင်ငံခြားတိုင်းပြည်တွေစီးတော့တင်ပို့ချောင်းချရတဲ့ပထမဦးဆုံးစိုက်ပျိုးရေးထွက်ကုန်ဖြစ်လာပါတယ်။ တစ်ဖက်ကဒီလိုတိုးတက်ပြောင်းလဲလာတာနဲ့အတူအခြားတစ်ဖက်ကဒါတွေကိုအကြောင်းပြုလို့မကိုတို့ကိုကျူးကျော်ဝင်ရောက်လာဖို့ဖိတ်ခေါ်တယ်လို့ဖြစ်သွားပါတယ်။ဒုက္ခရဲ့အခါကဒေသတစ်ခုလုံးတစ်တော်ကြီးတွေဖုံးအုပ်လွှမ်းမိုးထားတယ်လို့စိုက်ပျိုးရေးသမားတွေကဒေသတွင်လွှမ်းမိုးထားပါတယ်။စိုက်ပျိုးရေးဖြစ်ထွန်းလာတာကြောင့်မွတ်စလင်တွေစီးပွားရေးတိုးတက်ကောင်းမွန်လာကြရာနောက်ထပ်စိုက်ပျိုးမြေတွေတိုးချဲ့နိုင်ကြဖို့တစ်တော်တွေခုတ်ထွင်းရှင်းလင်းပြီးမြေယာတစ်တွေဖန်တီးလာကြပါတယ်။ ဒီမြေယာတစ်တွေမှာစိုက်ပျိုးရေးတွေကြီးမဟုတ်ပလီတစ်တွေလည်းဖြစ်လာပါတယ်။ပလီတွေဟာဒေသခံတွေအတွက်ယဉ်ကျေးမှု တိုးတက်ပြောင်းလဲရေးဘ ਹੁ ချက်မှမူလဌာနတွေဖြစ်ပါတယ်။ဒီအပြောင်းလဲတွေဟာရှေ့မှာပြောခဲ့တဲ့ပြောင်းရွှေ့အခြေချသူတွေစုပြုံရောက်လာကြရာအ धिक အကြောင်းရင်းတွေလည်းဖြစ်ကြပါတယ်။ဘင်္ဂလားဒေသဟာဒေသတွင်းပြောင်းရွှေ့အခြေချသူတွေအများဆုံးဝင်ရောက်အခြေချရာဒေသတစ်ခုဖြစ်လာပါတယ်။ဒါကြောင့်စိုက်ပျိုးရေးတိုးတက်ပြောင်းလဲလာတာနဲ့အတူ မွတ်စလင်လူဦးရေကလည်းခုံပြန်ကြော်လွှားများပြားသွားရတာဖြစ်ပါတယ်။လူဦးရေများပြားလာတာနဲ့ဖွံ့ဖြိုးတိုးတက်လာတာဒီနှစ်ခုဒုံတွဲနေပါတယ်။တစ်ဖက်ကလူဦးရေတိုးပွားများပြားလာရတာကြောင့်ထွန်ရက်စိုက်ပျိုးရေးမြေတွေချက်ထွင်လာနိုင်ကြပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကလည်းသူ့နဲ့အတူတာလွန်ကောင်းမွန်လာပါတယ်။အခြားတစ်ဖက်မှာ လူတွေညံမမီ နိုင်လောက်အောင်ထူးခြားဆန်းသစ်တဲ့အစ္စလမ်အစိုးရတွေကနေ သူတို့ရဲ့ဒုတက်ပြောင်းလဲလာတဲ့ဘဝတွေကိုအလွယ်တကူလက်လွတ်ဆုံးရှုံးမသွားရလေအောင်ညင်ညင်သာသာထိန်းကိုပေးနိုင်ခဲ့ပါတယ်။သူတို့ဘဝတန်ဖိုးတွေကိုသူတို့နားလေသဘောပေါက်လာအောင်စွန့်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါတွေကထူးခြားပြောင်မြောက်တဲ့အစ္စလာမ်နီနာတွေအစ္စလာမ်ရဲ့ထူးခြားချက်တွေဖြစ်ကြပါတယ်။မမ်လုခ်ဆူလ်တန်ခေတ်ကိုကျွန်တော်တို့ရှေ့မှာလေ့လာခဲ့ကြပြီးဖြစ်ပါတယ်။မမ်လုခ်ခေတ်ထိအစ္စလာမ်ဟာကြီးလက်ရိုးရာထုံးတမ်းအစဉ်လာတစ်ခုလောက်သာရှိနေခဲ့တာဖြစ်ပါတယ်။ လူချမ်းသာတွေမင်းမှုထမ်းတွေသာသနာရေးဝန်ထမ်းတွေစစ်မှုထမ်းတွေနဲ့တရားရေးဝန်ထမ်းတွေစသဖြင့်ဒီလိုအထက်တန်းလှော်တွေကိုးကွယ်ကြရာဘာသာတရားတစ်ခုအဆင့်မရောက်သေးပါသူတို့အတွက်နိုင်ငံရခြားကရောက်လာတဲ့ကိုးကွယ်ယုံကြည်မှုအသစ်တစ်ခုအဖြစ်လောက်သာသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်ဒါကအထူးဆန်းမဟုတ်ပါဥရောပသမိုင်းမှာလည်းဒီအတိုင်းပဲခရီးရန်ဘာသာဟာတချိန်ကဥရောပသားတွေအတွက်နိုင်ငံရခြားကဝင်ရောက်လာတဲ့ဘာသာတရားအသစ်တစ်ခုအနေနဲ့သာရှိနေခဲ့ရာကနေ နောက်မှာအခုလိုတိုးတက်ထွန်းကားလာခဲ့တာ တွေ့နိုင်ကြပါလိမ့်မယ်။ဒီလိုပဲဘင်္ဂလားဒေသခံတွေအတွက်အစ္စလာမ်ဆိုတာအထင်တကြီးယုံကြည်လက်ခံရမယ့်ပုံစံနဲ့ရောက်လာခဲ့တာမဟုတ်ပါဘရင်လိုအာနာပိုင်မင်းမှုထံမင်းစေပါတွေယူလာတာကြောင့်အထက်စီးကနေလူထုအတွင် ပြန့်နှံ့သွားခဲ့တာမျိုးလည်းမဟုတ်ပါ။အောင်နိုင်သူစစ်ဗိုလ်ချုပ်တွေနဲ့အစ္စလာမ်ရှရီယာပါလာခဲ့တာမှန်ပါတယ်။ရှရီယာဆိုတာကဂျန်နမြတ်ကုရ်အန်နဲ့ကုရ်အန်မြတ်ကြီးရဲ့ဒလစ်တော်တွေကိုမှတ်တမ်းတင်ထားရာ ကြမ်းကြီးကြမ်းငယ်တွေဖြစ်ကြပါတယ်။စာရေးစာဖတ်မတတ်တဲ့ကြီးလက်နေတော်သူတောင်သားတွေအတွက်ဒီကြမ်းကြီးကြမ်းငယ်တွေကိုဖုံမတက်ရလေအောင်အဖို့တံပိတ်ဆတွေနဲ့လုံခြုံအောင်ရစ်ပတ်ပြီးတံဖိုးထားသိမ်းဆီးထားကြယုံလောက်တာဖြစ်ပါတယ်။ဒီအနေထားမျိုးနဲ့ဒီကြမ်းတွေမှာဖော်ပြထားတဲ့အစ္စလာမ်ကို သူတို့နားလည်သဘောပေါက်လာစေရအကြောင်းမရှိပါစိုက်ပျိုးရေးနဲ့အသက်မွေးဝန်းကျောင်းနေသူကျိလက်လူတန်းစားတွေရဲ့လူမှုဘဝကိုလက်တွေ့ကြကြပြောင်းလဲပေးခဲ့တာ တို့တန်ဖိုးတွေကိုချစ်ချစ်မြတ်မြတ်အမခံပေးခဲ့တာကအစ္စလာမစ်တရီကာသို့မဟုတ်ဆူဖီအစ္စင်ဖြစ်ပါတယ်။ဘယ်လိုလဲလို့မေးစရာရှိနေပါတယ်။အဖြစ်ကဆူဖီအစ္စင်ရဲ့လျှို့ဝှက်နဲ့နဲပြီးတိမ်မွေ့လွန်းလာတဲ့အစုံအမတွေနဲ့တိတိကျကျလိုက်နာကျင့်သုံးခြင်းဖြစ်ပါတယ်။ ဒါကြောင့်ဘင်္ဂလားဒေသမှာအစ္စလာမ်ဟာအောင်နိုင်သူစစ်ဗိုလ်ချုပ်ကြီးတွေကိုးကွယ်ကြရာဘာသာတရားတစ်ခုအဖြစ်ဒေသခံတွေစီတို့တုတ်သွင်းခံရတာမျိုးမဟုတ်ပဲတဖြည်းဖြည်းပြောင်းလဲဖြစ်ထွန်းလာတဲ့အောင်မြင်မှုအသည့်အပွင့်တွေကိုဒေသခံတွေကလိုလိုလားလားလက်ခံကျင့်သုံးခဲ့ကြတာမျိုးဖြစ်ပါတယ်ခင်မီနီးပညာအခုကြီးနဲ့ဖန်တီးပြီးဖြစ်လာတဲ့အသည့်အပွင့်မဟုတ်တလို့ရေခမ်းမြေခမ်းကောင်းမှာတဘာဝအလျောက်ဖြစ်ထွန်းလာတဲ့အသည့်အပွင့်ဖြစ်ပါတယ် မဂိုရီအုတ်ချုပ်ရင်နဲ့အတူဆက်ခုကိုပေါ်ပေါ်များများအသုံးပြုလာနိုင်ခဲ့ကြရာကျန်နမက်ကုရန်ကိုဒေသခံတွေနားလည်သဘောပေါက်နိုင်အောင်ပြန်ဆိုနိုင်ခဲ့ကြပါတယ်။အစ္စလာမ်ဟာအခြားကမ္ဘာတစ်ခုကဂျိုသားတွေရဲ့အတွေးအခေါ်တစ်ခုမဟုတ်ဒေသခံတွေရဲ့ယဉ်ကျေးမှုတယုတ်ပကံတစ်ခုလက်တွေ့လိုက်နာကျင့်သုံးနိုင်တဲ့လူဘဝရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ပြီးပြီးပြင်းပြင်းပုံပေါ်လာခဲ့ရတာဖြစ်ကြောင်းတင်ပြရင်းဒီမှာနှိကုံချုပ်လိုက်ပါမယ်။နောက်အခန်းများမှာပြန်ဆုံကြပါဦးမယ်။